ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒါဒီနေ့ကတော့ဒါ round အဲ round 4ပေါ့လေနော် round 4 champion league round 4ရဲ့ကျွန်တော်တို့ဒါ day 2ဖြစ်ပါတယ်နော်မနေ့ညကတော့ကျွန်တော်တို့ဒါ၄ချောင်း ရွေးချယ်ခဲ့တဲ့အနေအားမှာဒါ PSV တပွဲပဲเนาะပြား20ပဲအပေါင်းထွက်ခဲ့တယ်ဂျန်နာရီကပြား80 80နဲ့เนาะအဲ့တော့ဖြစ်ခဲ့တဲ့အနေအထားမျိုးမှာမနေ့ကတော့ဒါ350အရှုံးထွက်ခဲ့ပါတယ်အဲ့တော့ AC ပါเนาะအဲ့တော့3 3စတပွဲစာပဲရှိတယ်ဆိုတော့ကျွန်တော်ဒီနေ့3စ2ပွဲနဲ့2စ3ပွဲနဲ့ကျွန်တော်တို့ဒီနေ့စီစဉ်ထားပါတယ်ဒီနေ့ကတော့၄သင်းပေါင်းလေး2မောင်းထွက်ပါမယ်အဲ့တော့ဒီနေ့ live လေး2ခုရှိမယ် live တစ်ခုစီမှာကျွန်တော်၄သင်းပေါင်း1နဲ့ live နောက်တစ်ခုမှာ၄သင်းပေါင်း2လေးကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့အားလုံးပေါင်း တကြောင်းတော့ပွဲရတော့နေ့၅ပွဲကျုံးပါမယ်နော်โอเคပါဗျအဲ့တော့ညီကိုလေးတွေနည်းနည်းလေးစောင့်လိုက်ပါဦးမယ်နော်အဲ့တော့မင်္ဂလာပါညီကိုတို့ဆိုတော့ဒီနေ့ကတော့အရန်ကြီးပွဲကြီးပွဲကောင်းတော့မရှိဘောလीဒီဘိုင်ယန်ပွဲကလည်းမနေ့ကတော်တော်လေးကြီးလို့ကောင်းနေဗျလေဘူးပွဲထက်လေဘူးကမှနည်းနည်းလေးဒီဇာဗီလွန်ဆိုပိတ်ဆော့တဲ့ရီယဲကမှအဲနည်းနည်းပြင်းစရာကောင်းနေဗောလीအဲ့တော့ဘိုင်ယန်ကလုံးဝကျုံးတာပွဲစားတွေကနော်ဒီဒီလူးဝစ်ဒီရဲ့အဲအနီကမထိခင်အထိကိုတောက်လျှောက်ကျုံးတာဗျာနော် PSG လည်းစိုးတော့မစိုးဒါပေမဲ့မနေ့ကဘိုင်ယန်ကျုံးတာပုံများတဲ့အတော့ လှုပ်လို့တော့မရမရလိုက်ဘူးပေါ့လေအဲ့တော့ဒါ1 2နဲ့ပဲကျွန်တော်တို့ဒါကိုဘွားတက်သွားတယ်ဗောနော်တကယ်ကတော့ PSG အနေနဲ့အဲဒီ Dembele စောစောစီစီထွက်သွားရတာလည်းပါပါတယ်နော်တူတူကတော့ကျွန်တော် AC ရောက်နိုင်နေဗျာဒါကြောင့်အဲကျွန်တော်ကိုဘွားရွေးချယ်ခဲ့တာဒါပေမဲ့လည်းနော်ကန်ဒီယာအဲ့လိုဖြစ်သွားတယ်ဗောအာအီးကလည်းဒီလိုပါပဲနော် clean sheet ကျွန်တော် Bibo G ရောက်မှာမှ Bibo အောင်ပြီးတော့ကျွန်တော် G အောက်လေး ဒါလစ်သွားတယ်ပေါ့လေနော်အဲ့တော့ပြ80အဲ့ပွဲလေးလစ်ပါတယ်အဲ့တော့ PSV ကတော့ဝိုင်းဝိုင်းနဲ့အချိန်ပို63မိနစ်ရောက်ခါမှာကျွန်တော်တို့ဒါပြန်ပြီးတော်သေးတယ်လို့ပြောလို့ရတယ်အနေထားပေါ့လေနော်အဲ့တော့ကျွန်တော်ဒီနေ့ဒေတူလေးဆက်ဆွဲပါမယ်ညီကိုရေနော်ကျုံးပါမယ်ဟလားဒီနေ့ကတော့တချောင်းနဲ့တော့ပွဲအလုံးပေါင်း၅ပွဲရွေးချယ်တာလေ၃စ၂ပွဲနဲ့၂စ၃ပွဲနဲ့ကျုံးပါမယ်၄သမောင်း၂မောင်းထွက်ပါမယ်အဲ့တော့ live လေးဒီနေ့နှစ်ခုကျွန်တော်ခွဲပြီးလွှင့်ပေးမှာဖြစ်ပါတယ်โอเคပါ ဆိုအသေးလေးလက်မလေးနော်တယောက်တစ်ချက်လောက်ကိုပြီးတော့နှိပ်ပေးကြပါဦးညီကိုရေနော်ကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ဒီနေ့စိတ်ဝင်စားစရာအကောင်းဆုံးကတော့ CD နဲ့ Dortmund ပွဲလေးတော့အဲကြည့်လို့ကောင်းမယ်ပွဲပေါ့လေနော် CD နဲ့ Dortmund ပွဲလေးကြည့်လို့ကောင်းမယ်အဲ့တော့ Twin Go လေ့ကျင့်ရေးအစီအစဉ်ကတော့ဒါ Inter Milan ရှိမယ်ပေါ့နော်ဂျန်နေဂျန်နေအသင်းတွေကတော့ကိုစီဖုတ်ဖက်ခါပြီးတော့ဟိုကံမဲ့အသင်းတွေပါပဲအရင်ကြီးကြည့်ကောင်းမယ်ပွဲမျိုးတော့မရှိပါဘူးနော် Barcelona နဲ့ Brugge ပွဲလေးတော့မဆိုးဘူးနော်ကျွန်တော်အဲ့အဲ့နှစ်ပွဲကြည့်ကြည့်ကြည့်ဖို့များတယ်ပေါ့လေနော်အဲ့တော့အစောပွဲကတော့ဒါ Chelsea နဲ့ ဗီလာရီယာချက်စီနဲ့ကာရာဘာပွဲရှိမယ်ဗီလာရီယာနဲ့ပါဖိုပွဲလေးရှိမှာဖြစ်ပါတယ်เนาะအဲ့တော့ဆွဲမယ်ညီကိုတို့ညီနော်ဘရာသာကိုတူမင်္ဂလာပါညံဖြိုးမင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါဗျမောင်စိမ့်မင်္ဂလာပါအောင်ကိုမြင့်မင်္ဂလာပါရွှေရမင်္ဂလာပါမျိုးပပမင်္ဂလာပါဗျဘရာသာစကောင်းခန့်မင်္ဂလာပါကိုကြည်မင်္ဂလာပါဂျက်ကိုကိုမင်္ဂလာပါရက်မီမင်္ဂလာပါတတ်ဝေမင်္ဂလာပါဝေအောင်ထွန်းမင်္ဂလာပါညီကိုကြီးဗျာ ဲ brother မိုးဆက်မင်္ဂလာပါစိန်ပိုင်မင်္ဂလာပါကုတူမင်္ဂလာပါဇော်ရဲအောင်မင်္ဂလာပါဦးဝင်းဇော်မြင့်မင်္ဂလာပါညီကိုရေးဇော်ဝင်းအဇော်ကိုဝင်းမင်္ဂလာပါခင်မောင်ဝင်းမင်္ဂလာပါဗျလီယန်လီယန်မင်္ဂလာပါဆိုးလန့်မင်္ဂလာပါမိုးဆက်မင်္ဂလာပါအဲမြင့်ဆွေမင်္ဂလာပါနိုင်နိုင်ကျော်မင်္ဂလာပါအောင်ကျော်လင်းမင်္ဂလာပါညီကိုရေး brother ဝင်းပိုလက်မင်္ဂလာပါအမ် ော်လင်းထွေးမင်္ဂလာပါကိုအောင်မင်္ဂလာပါအဲဇော်ဖြိုးအောင်မင်္ဂလာပါဗျဇော်ရင်အောင်မင်္ဂလာပါဝီအောင်ထွန်းမင်္ဂလာပါချစ်ကိုမင်္ဂလာပါအောင်ကြီးမင်္ဂလာပါနိုင်နိုင်ကျော်မင်္ဂလာပါရက်မီယူဇာမင်္ဂလာပါကိုတူမင်္ဂလာပါနေလိုင်းမင်္ဂလာပါကိုဆိုင်မင်္ဂလာပါဇော်ရဲအောင်မင်္ဂလာပါအောင်လင်းမင်္ဂလာပါတန်လင်းဆိုးမင်္ဂလာပါညီကိုရေး brother အဲထတ်ဆိုင်ထွတ်မင်္ဂလာပါဗျအောင်ရဲမင်္ဂလာပါဗျ brother တန်လင်းဆိုးမင်္ဂလာပါ ppp မင်္ဂလာပါအမင်းနိုင်ဦးမင်္ဂလာပါညီကိုရေးဆိုင်းနစ်မင်္ဂလာပါဒွေးမင်္ဂလာပါတန်လင်းဆိုးမင်္ဂလာပါလာရောင်မင်္ဂလာပါဝင်းပိုလက်မင်္ဂလာပါဗျကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါလူဆုံးပြီဆိုတော့ကျွန်တော်ဆွဲမယ်ညီကိုရေးနော် မင်္ဂလာပါဗျဆိုတော့ကျွန်တော်တို့ဒီနေ့ကအဲကိုးပွဲပေါ့နော်ပြန်ကြည့်လာပါတော့3 6 9 8ကိုးပွဲဆိုတော့ကျွန်တော်ဒီ live ထဲမှာကျွန်တော်လေးသင်းမောင်းမောင်း1ရဲ့အဲ3စတပွဲရဲ့2စနှစ်ပွဲရဲ့ပြောပြီးမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ let's go ပါเนาะအဲ့တော့အသေးလေးလက်မလေးတော်တော်ကျွန်တော် ကိုညီပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးများတင်ပါရဗျ။အဲ့တော့ဒါ voice မှာဆော့ညနေညီကိုရေအနေနဲ့ကလည်း GoBee ရဲ့ promo code ဖြစ်တဲ့ဒါ GB777 အုံသုံးပြီးတော့လည်း100% bonus တွေရယူနေပါတယ်။အသေးသေးသိရှိလို့ပါက voice ဘက်မြန်မာ Facebook page နဲ့သူတို့ application သုံးဖို့ website link နဲ့ customer service call လို့နေပြီးတော့လည်း24နိုင်တည်လို့ရတယ်။မေးမြန်းလို့ရပါတယ်။အဲ့တော့ကျွန်တော်တို့ let's go ပါဆိုတော့အစောပွဲကနေကျွန်တော်တို့စပြီးပြောမှာဖြစ်ပါတယ်နော်။အဲ့တော့ဒါအစောပွဲမှာကျွန်တော်တို့ဒါ Chelsea ပွဲလေးကနေစမယ်ပေါ့နော်။အဲ့တော့ Chelsea ကအဝေးဝန်းကနေကျွန်တော်တို့ဒီနေ့ Carabao အိမ်ဝင်းမှာ သွားပြီးတော့ဒါတော့နှလုံးကို90ပေါင်ဖွင့်ထားပါတယ်တော့လုံး20ရှုံးနဲ့ကာထားပါတယ်အဲ့တော့2019ချန်ပီယံလိနောက်ဆုံးထိတဲ့သူမှုအရာကာတာဘတ်အိမ်ခွင်မှာချက်ဆီအဝေးခွင်ကနေတလုံး100ရှုံးအထိပေးခဲ့တယ်၄ခုပြန်နဲ့ကျွန်တော်တို့ဒါချက်ဆီကအောင်ရတာဖြစ်ပါတယ်ရှေ့ကပထမအကြော့ချက်ဆီအိမ်ခွင်မှာတော့နှလုံးတည်ရပေးတယ်6ခုပြန်နဲ့အောင်နေဆိုတော့တမိုင်းစင်ဆိုင်ရထိတဲ့သူမှုဒီ2019ရာသီချန်ပီယံလိမှာတော့နှစ်ကြော်လုံးကြီးအောင်နေ9ရက်တည်နေ ချက်စီအနိုင်ရခဲ့တာကိုတွေ့ရပါတယ်အဲ့တော့ကံကောင်းတာတစ်ခုကချက်စီမှာချက်စီကဒီဘွဲမှာတိုက်စစ်မှုဒီလက်เนาะဒီနေ့ဘွဲမှာပြန်ပါမယ်ဆိုတဲ့သတင်းလေးရှိပါတယ်အဲ့တော့တိုက်စစ်ကလက်ရှိအနေအထားအရအားရစရာအနေအထားမျိုးမှာဒီလက်ထပ်ပေါင်းလိုက်ရင်တော့တိတ်တော့စိုးရင်စရာမရှိဘူးဒါပေမဲ့လက်ရှိနန်ဒိုမပါတဲ့အနေအထားအရကတော့တောင်ပန်းကအနေငယ်လေးတော့စိတ်ပူတယ်ဆာဗိုအနေနဲ့အဲကောင်းတဲ့ပွဲလေးရှိတယ်လို့နည်းနည်းရုံးကန်ရတဲ့ပွဲလေးရှိတယ်ပေါ့လေဘာပဲဖြစ်ဖြစ်တော့တလုံးတရာရှုံးဟာချက်စီဒီဘွဲအနိုင်သေးကြပါတယ်လက်ရှိချက်စီရဲ့ဒါဒီပဲစရာရက်တည်မှုရ ဒါအဆင့်73မှာရမ6မှတ်နဲ့ရက်တည်နေတယ်အဲ့တော့ဒီနေ့နိုင်ရင်တော့ရမ6မှတ်နဲ့ဒါလီဗာပူးတို့ရီယယ်မက်ဒရစ်တို့နဲ့ဒါရမ2တူသွားမှာဖြစ်တာကြောင့်နိုင်နာတော့တေချာပေါက်နိုင်ပါတယ်เนาะကာရာဘာကတော့လက်ရှိအဆင့်15မှာဒါရမ6မှတ်ပဲတူလဲအဲ့တော့ဆိုးတော့မဆိုးဘူးအဲ့တော့လက်ရှိအနေထားရကာရာဘာအနေနဲ့ကအဲအိမ်ဝင်ဖြစ်တဲ့အတွက်တော့ခန်းစစ်ပိုင်းအသားပေးပြီးကန်လာမယ့်အနေထားလေးတော့ရှိနိုင်တယ်အဲ့တော့နှလုံး90ဘောင်းမှာကျွန်တော်၃လုံး20ရှုံးအထိပေးထားတဲ့ပုံစံအရချက်စီးအနေနဲ့၃လုံးအထိရောက်နိုင်တဲ့အတိတ်ပဲမျိုးလို့ကျွန်တော်ယူဆတယ်ကာရာဘတ်ကိုရမယ်ဆိုရင်တော့ 3လုံး80ရှုံး3လုံး60ရှုံးပေးတဲ့လို့ယူဆရတယ်။ဒါကြောင့်3လုံး20ရှုံးပဲဖြစ်နေတာကြောင့်ကာရာဘတ်ဂိုးမရနိုင်တဲ့အနေထားနဲ့ချက်စီးနေနေ3လုံးအထိရောက်နိုင်တယ်ဆိုတဲ့ဝင်ရုံမျိုးဖြစ်ပါတယ်။ဒါပေမဲ့ Z1 တပောက်လေးတော့ဒီပွဲလေးနည်းနည်းလေးတော့ risk ရှင်းရပါမယ်เนาะအဲ့တော့ကာရာဘတ်အနေနဲ့လက်ရှိပြိုင်ပွဲဆုံးတောက်လျှောက်เนาะကန်ခဲ့တဲ့ပွဲမှာအိမ်ဝင်းတောက်လျှောက်နောက်ဆုံး၈ပွဲမှာ၈ပွဲလုံး goal out ထားတာတွေ့ရတယ်အဲ့တော့အိမ်ဝင်းတော့နည်းနည်းလေးမာတယ်ပေါ့ဗျာနောက်ဆုံး၅ပွဲဆက်လဲ clean sheet ယူထားတယ် goal မပေးရတာတွေ့ရပါတယ်ကာရာဘတ်အနေနဲ့ဒီအာဒီမှာ champion league မှာတွေ့ခဲ့တဲ့အသင်းတွေကဘီဘာကိုအိမ်ဝင်းမှာ၃ goal ၃ goal နဲ့ရှုံးနေကိုဘန်ဟေဂန်အသင်းကို2-0နဲ့နိုင်ပြီးတော့ Benfica အိမ်ဝင်းမှာ2-3နဲ့ကာရာဘတ်အဝေးဝင်းကနေအနိုင်ရခဲ့တာဖြစ်ပါတယ်ဆိုတော့မဆိုးဘူးဆိုတဲ့အနေထားလေးတော့တွေ့ရပါတယ်အဲ့တော့ဒီဘက်က Chelsea အနေနဲ့ကတော့လက်ရှိ ခြေစွမ်းအတက်ဖက်နော်ကြွီတက်တဲ့ဘက်တို့ရောက်တယ်လို့ကျွန်တော်ပြောလို့ရတယ်။ဆန်နာလန်တပွဲပဲရှုံးတယ်။ဂျန်နဲ့6ပွဲကြီးအောင်ထားတယ်။ဒီမှာတော်နော်ဟော့စ်မှာအိမ်ဝင်ပါတယ်။ကာရာဘောင်းမှာအိုဗာဟမ်တန်ကိုအောင်တယ်။နောက်အေဂျက်အသင်းကိုဒီချန်ပီယံလိနောက်ဆုံးပွဲမှာ5ဂိုးတကိုးနဲ့နော်ဟိုဖြုတ်ထားတယ်။အဲ့တော့ရှေ့မှာဘန်ဗီကာ1-0နဲ့လည်းကြီးအောင်တာပဲ။အော်ဟိုးရှေ့မှာဘိုင်မြူးနဲ့တသင်းနဲ့ကိုပဲ Champion League မှာ3-1နဲ့သူတို့ရှုံးနေကြတာဖြစ်ပါတယ်။ဘာဖြစ်ဖြစ်အဲဒီတော့ကတော့မှဒါတလုံးသွင်းတဲ့အနေထားမှာဒီနေ့တလုံးကတော့အောက်ထက် Z1 ကတော့ကျွန်တော်စကြည့်ရမှာသေချာတယ်ဗျ။လူစင်းတော့တစ်ချက်ကြည့်ပါတော့။အဲ့တော့ကာရာဘတ်လိုအသင်းမျိုးကို ပေါ်ပေါ်ရောရောနဲ့ထွက်လာမယ်ဆိုတော့ကိုပြက်ဖို့တိတ်တော့မသေးကြဘူး။ဒါပေမဲ့လက်ရှိဂျေးရကကျွန်တော်ဘီဘောဂျီအောင်ပဲစဉ်းစားမှာဖြစ်တဲ့အတွက်ချယ်ဆီဘောယွင်၍ကိုအောင်ယွင်၍အဲဒီအကြောင်းလေးရပဲဝင်နိုင်မယ်လို့ယူဆတယ်။ဒါပေမဲ့ကျွန်တော်ဒီပွဲလေးတော့မောင်းထဲမှာချယ်ဆီဘောလေးပဲထည့်ထားပါရယ်။ချယ်ဆီဘောဖြစ်ပါရယ်။နောက်တစ်ပွဲကတော့ပါဖိုးနဲ့ဗီလာရီရဲ့ပွဲလေးဖြစ်ပါရယ်။ဗီလာရီအဝေးကနေလုံ90ရှုံးသုံးလုံးတည်နေပြန်ပိတ်ထားတယ်။ဒီမှာပါဖိုးကိုပြောရရင်တော့အရင်ကြီးအစိတ်ရှိတဲ့အသင်းမဟုတ်ဘူးဆိုပေမဲ့လို့ အိမ်ဝင်အရန်မာတဲ့အသင်းဖြစ်ပါတယ်အဲ့တော့ပါဖို့အနေနဲ့ပြီးတဲ့ဒီပြီးခဲ့တဲ့ Garrett Armandine ဘွဲမှာအဝေးဝန်းမှာအနီးကထိခဲ့ပေမဲ့လည်းเนาะပွဲပြီးတဲ့အထိကိုဇီးဇီးဆိုရရလဲရအောင်ဆွဲခေါ်သွားတယ်เนาะအဲ့တော့ရှေ့မှာပါဖို့အနေနဲ့ Bayern Munich အသင်းကိုနှလုံးတရာရှုံကြီးမှာ1-5နဲ့ကိုပြတ်ရှုံခဲ့တာတွေ့ရတယ်။နောက်ရှေ့မှာ Olympiacos အသင်းအိမ်ဝင်မှာဇီးဇီးနဲ့ပါဖို့ဟာတေးရလက်ထွက်ပေါ်ခဲ့တယ်။ဆိုတော့တေးကြတာတကူကတော့ဒီနေ့ပွဲမျိုးမှာ သုံးလုံးတည်ကြီးအရာပါဖို့အနေနဲ့ကိုးရဖို့တိတ်တော့မသေးကြတဲ့အနေအထားမျိုးတော့ဖြစ်နေတယ်။တလုံး60ရှုံးမှသုံးလုံးတည်ဖြစ်နေတာကြောင့်လက်ရှိ Villery ရဲ့အနေနဲ့ကအဲနှလုံးပြတ်မလားမပြတ်မလားပဲစဉ်းစားမယ်အနေထားပေါ့လေအဲ့တော့ Champion League ခံခဲ့တဲ့နေရာမှာ Cedio Zidu နဲ့လင်းရှိပေးပြီးရှုံးနေ Juventus အသင်းကိုအင်္ဂါမှာတူတူဒီ Tottenham Hotspur အသင်းကို1-0နဲ့ရှုံးခဲ့တဲ့အနေထားမျိုးဖြစ်တာကြောင့်ရမှတ်ကတော့ Tottenham Hotspur ကလိုတဲ့အတွက်ဒီကြောင့်သုံးမှတ်ကတော့ရနိုင်ကြည် များတယ်ဒါပေမဲ့နှလုံးပြတ်အောင်ကံပါမလားဗောလေလက်ရှိမိုရန်နိုပြန်ပါတဲ့အနေအထားမှာတိုက်စစ်ကပိုပြီးကောင်းလာတယ်ဗလန်စီယာအင်ကောမှာနှစ်ကိုးပြန်နဲ့နိုင်ပြီးတော့နောက်ဆုံးဗလာဂါနိုလိုအသင်းကိုလေးကိုးပြန်နဲ့နိုင်ခဲ့တာကြောင့်ပါဖို့လို့เนาะဟိုအသင်းကိုကဘလိုကန်ကန်တော့ပြတ်နိုင်တယ်ဒါပေမဲ့သုံးလုံးတိန်နဲ့ပိတ်ထားတာကြောင့်ကျွန်တော်ဒီဘက်လေးတော့ပါဖို့နဲ့ပဲအရေးစွန်ပြီးရွေးခြင်းနဲ့ဗျာเนาะပါဖို့ဘော်ဒီမောင်းထဲမှာထည့်ထားပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲကတော့ကျွန်တော် Man City နဲ့ Dortmund ပွဲလေးပြောပြီးပါမယ်เนาะဒီပွဲကတော့ကျွန်တော်တို့ဒါဒီနေ့ရက်နှစ်ဆ နှစ်ပွဲတည်းကတပွဲဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာတလုံး60ရှုံး Man City ဘက်ကအိမ်ဝင်းမှာ Man City အိမ်ဝင်းကနေတလုံး60ရှုံးပေါ်ပြီးပေးတာတယ်တလုံး30ရှုံးနဲ့ပြန်ကားထားပါတယ်ဒီနှစ်သိန်းရဲ့ပြီးခဲ့တဲ့နောက်ဆုံး Titus မှုက2022ရာသီ Champion League မှာတော့အဲဒီ Man City အိမ်ဝင်းမှာပထမအကြော့နှလုံးသိရည်အထိ Man City ကပေးခဲ့တယ်2-1နဲ့ကျွန်တော်တို့ပွဲပြီးခဲ့တယ်ဒုတိယအကြော့တော့မောင်အိမ်ဝင်းရောက်တဲ့ခါမှာအဝေးဝင်းကနေလက်အဲတလုံးသိရည်ပေးတယ်စီးစီးနဲ့ပွဲပြီးခဲ့တယ်ဆိုတော့လက်ရှိကြီးကတော့နှလုံးသိရည်တဲ့ နှိုင်းရှင်ပြီးပြောရင်တော့တော်တော်လေးပြော့တာတွေ့ရတယ်ဒါပေမဲ့လည်းဒါဟာဒီရာသီရဲ့ CD ရဲ့ current form အရနော်ဘူဂီတီနေနဲ့အရန်ကြီးကိုးပြတ်တွေမမြင်ရတာကြောင့်ဒီလိုမျိုးကြိုးကြေးဖွင့်လှစ်ခြင်းလို့ပဲကျွန်တော်တို့ယူဆတယ်တို့ပေမဲ့ DJ ကပြင်းပါတယ်။ဘာကြောင့်ပြင်းလဲဆိုတော့ဒေါမွန်ကိုဒီရာဒီမှာဘိုင်းရင်အိမ်ခွင်းမှာဘိုင်းမင်းနဲ့ပေးခဲ့တဲ့ဂျီကတလုံးတရာရှုံးပဲရှိတယ်။ဒါပေမဲ့2-1နဲ့เนาะဒေါမွန်ကဂျီအောင်ခဲ့တယ်။ဆိုတော့လက်ရှိဂျီက CDG ကအရန်ကြီးအဲမပြင်းဘူးဆိုရင်တော့မှဒါပြင်းတဲ့ဘက်ကိုတော့ရောက်တယ်ဗျာเนาะ CDG ပြင်းပါတယ်။ သို့ပေမဲ့တလုံး90ရုံးမှာ3လုံး20ရုံးဖြစ်နေတာကြောင့်ဒေါမွန်ကိုရနိုင်တဲ့အချက်ပုံများတယ်နော် chance ကပုံများတယ်အဲ့တော့လက်ရှိအနေနဲ့ CD အနေနဲ့ individual over 1.5မှာဒေါမွန်တလုံးရမယ်ဆိုကျွန်တော်တို့2-1ကအနေဆုံးစကြည့်ရမယ်လို့ကျွန်တော်ယူဆတယ်နောက်တစ်ချက်က CD အင်ကွင်းတမိုင်းတစ်လျှောက်မှာဒေါမွန်နဲ့တွေ့တဲ့ဒီတောက်လျှောက်၄ချိန်ပေါ့နော်2012ကစလို့2012 champion လေးမှာဒီ CD အင်ကွင်းမှာလည်းတရားရှုံးမဲ့ပြီးတဲ့1-1နဲ့တည်ကြတယ်2018 GICC ဘလားမှာ CD အိမ်ဝင်မှာတော့မအဝေးခွင့်ကနေတော့မပေးဘူးတယ်လေဗျ50ရှုံးပေးတယ်ဇီးဝါနဲ့အတုံးကတော့မအောင်ခဲ့တယ်။နောက်2020ချန်ပီယံလိတခါနောက်နောက်တနောက်တစ်ထပ်တွေ့ရယ်တလုံး100ရှုံးပေးတယ်2-1နဲ့ပွဲပြီးတယ်။အဲ့တော့တလုံး100ရှုံးတော့2-1နဲ့ပွဲပြီးတဲ့အနေအထားမျိုးမှာတလုံး90ရှုံးတော့နည်းနည်းလေးတော့ပျော့သေးတယ်ဗျ။နော်နည်းနည်းလေးတော့ပျော့သေးတယ်။အဲ့တော့တမိုင်းစင်ဆက်မှာလဲ CD အိမ်ဝင်မှာတော့မနှစ်ခုပြည့်နဲ့နိုင်တယ်ပွဲ။မရှိတဲ့အစင်လားသွားတွေ့တယ်နော်ဒေါမွန်ဟာ CD အိမ်ဝင်၄ဝဲမှာ၄ဝဲလုံးဂိုးသွင်းထားတဲ့ တမိုင်းအစင်လာလေးလည်းရှိခဲ့တယ်အဲ့တော့လက်ရှိဂျေးမှာကျွန်တော်တို့တလုံး90ရှုံးမှာတလုံး20ရှုံးဆိုတဲ့အတွက်ဒီနေ့ပွဲလဲဒော့မွန်အနေနဲ့ကိုးရမယ်လို့ကျွန်တော်ယုံကြည်တယ်မန်စီးတီးကလက်ရှိကောင်းရဖောင်အရာရိုဒရီမပါဘူးဆိုရင်တော့ဒီကြောက်ခန်စစ်ကအားနေနိုင်ကြတော့ရှိနေပါတယ်အဲ့တော့လက်ရှိအနေထားအရာเนาะစဉ်းစားဆုံးဖြတ်ရမယ်ဆိုရင်တော့ဒီပွဲကကျွန်တော် B out G ပေါ်လीပို့ကြိုက်တယ်เนาะဒော့မွန်ကိုးရနိုင်တာကြောင့်ဒော့မွန်တလုံးရမယ်ဆိုရင် CD နေနဲ့ individual over 1.5ဖြစ်မယ်ဆိုရင်တော့2-1သွားတော့မှာအဲ့တော့ဒေါမော်လက်ရှိဂျီအရသုံးလုံး20ရှုံးအရဒီယာဒီရဲ့ကားရဖောင်အရဘိုင်းလိုအင်ခွဲမှာတော့မှာ2-1နဲ့နိုင်ခဲ့တဲ့เนาะ2-1နဲ့ဂျီအောင်ခဲ့တဲ့အနေအထားမျိုးမှာလက်ရှိပြိုင်ပွဲဆုံးအရလည်းဖွင့်ဆော့ပါတယ်เนาะအဲ့တော့ချန်ပီယံလိမှာကြည့်ရင်ကိုမဟေဂင်အသင်းကို2-4နဲ့เนาะကိုမဟေဂင်လိုအသင်းကိုတော့မှာ2-6ပေးရတယ်ပေါ့လေเนาะအဲ့တော့နိုင်တာတော့နိုင်တယ်နောက်ရှေ့မှာဂျူပီတာအသင်းကို4-4အထိတောင်မှရောက်ခဲ့တာကြောင့်လက်ရှိအနေအထားအရကသူလည်းတလုံးပေးရမှာပဲအဲ့တော့ဘိုဒင်းနုစ်ကိုဖြစ်ဖို့ ဟိုရာခိုင်နှုန်းပိုများတယ်လက်ရှိကာနာဖောင်အရာကတော့နောက်ဆုံး၃ပွဲမှာတော့ under 2.5ဖြစ်ထားတယ်ဒါပေမဲ့ကန်နေအသင်းတွေကလည်း Osback ကိုလုံနဲ့ Frankfurt ဒီဂျာမနီဖလားဖြစ်တာကြောင့်ရှေ့က Copenhagen ကို2-4 Juventus ကို4-4နဲ့နော်အဲဘီဘာအသင်းကို4-1ဖြစ်တာကြောင့်ဒီပွဲလဲကျွန်တော်ဂိုးပေါ်လေးပို့ပြီးအားသာမယ်လို့ယူဆတယ်။ဒါကြောင့်ဒီပွဲလေးတော့ကျွန်တော်ဒေါမွန်ဘော်ဒီရွေးချယ်ထားပါတယ်။ ခိုးပေါ်လေးရွေးချယ်ထားပါတယ်เนาะအဲ့တော့ဒီနေ့ရဲ့ဒါ9ရက်17လ2025ထဲမှာဒီကြောင်းသောပွဲအဖြစ်ရွေးချယ်ထားတဲ့နှစ်စာနှစ်ပွဲကတော့တပွဲက Dortmund Body ပါနောက်တစ်ပွဲက Dortmund ကိုးပေါ်နှစ်ပွဲလုံးနှစ်စာပွဲဖြစ်ပါတယ်โอเคပါအဲ့တော့နောက်တစ်ပွဲလေးကျွန်တော်တို့ဆက်သွားပါမယ်နောက်တစ်ပွဲကတော့ဒီနေ့ရဲ့သုံးစာပွဲလေးဖြစ်ပါတယ်เนาะအဲ့ဒါကတော့ Inter Milan ပွဲဖြစ်ပါတယ် Inter Milan ဟာလက်ရှိ၄လုံးကိုအဲတရာပေါင်းဆိုတော့၃လုံး၁၀၀ရှုံးပေါ့ဗျာ Inter Body က၃လုံး၁၀၀ရှုံးကိုမှ၄လုံး၄၀ရှုံးနဲ့တွဲထားပါတယ် Inter Milan ဟာ ဒီပြီးခဲ့တဲ့ပွဲမှာဗီရိုနာပွဲမှာအဝေးဝင်းမှာ1-2နော်ဖီရတီနာကို3-0နာပိုလီကို3-1ဆိုတော့တောက်လျှောက်ကတော့ over ၄ဖြစ်တာတွေ့ရတယ်။ဒါပေမဲ့အခုဂျေးက၃လုံး၁၀၀ရှုံးမှာမှာ၄လုံးကို၄၀ရှုံးအထိဖြစ်နေတာကြောင့် Inter ဟာဘာကြောင့်ဒီဂျေးပေးလဲဆိုတော့လက်ရှိဒီ Champions League တိပယ်စရာမှာမနေ့က Bayern Munich နိုင်သွားတဲ့အနေအထားမျိုးမှာเนาะရမှတ်က ဆက်နှမှတ်မှာဂိုးကွာချက်ချက်အပေါင်း7ဖြစ်ပါတယ်။အာဆင်နယ်မနေ့ကနိုင်သွားတယ်။ရမန်ဆက်နှမှတ်မှာအပေါင်း7ဂိုးကွာချက်ချက်ဖြစ်ပါတယ်။အဆင့်1နဲ့2ပါ။လက်ရှိအင်တာမီလန်ဟာရမန်6မှတ်နဲ့ဒါအပေါင်း6အနေနဲ့နော်ဂိုးကွာချက်ချက်အပေါင်း6အနေနဲ့အဆင့်4မှာရက်တည်နေတဲ့တွက်ဒီနေ့ပွဲက3မှတ်3မှတ်ကတော့လုံးဝတေးကြတယ်။အဲ့တော့ရမန်ဆက်နှမှတ်နဲ့တက်သွားမယ့်အနေအထားမျိုးမှာဂိုးကွာချက်ချက်ဟာအဆင့်1ရောက်ဖို့အတွက်ဆိုရင်တော့ဒါ7မှတ်အပေါ်ကအာဆင်နယ်နဲ့ဒီ ဘိုင်မြူရဲ့မြူနီရဲ့အပေါင်း7ကိုကျော်ဖို့ဆိုရင်အပေါင်း7အပေါင်း73ဖြစ်မှာရမှာဒါကြောင့်အပေါင်း7ရောက်ဖို့ဆိုရင်ကိုပြီးတော့10 71 72ဆိုတော့သုံးလုံးပြတ်မှာရမယ်အနေထားပေါ့လေဒါကြောင့်လက်ရှိအနေထားအရသုံးလုံးတော့ပြတ်နိုင်ချေရှိတယ်ဗျာဒါပေမဲ့လေးလုံးပြတ်အောင်ကံမကံပဲကျွန်တော်နည်းနည်းစိတ်ပူတာပေါ့နော်အဲ့တော့ဒီအင်တာမီလန်ဟာဒီရာဒီအိမ်ဝင်တော်တော်လေးကောင်းနေဗျာနော်အိုဗာရီများတယ်ဒီတိုရိုင်းနိုလိုအသင်းကို၅ခုပြတ်နေတယ် ကန်ခဲ့တဲ့ရလက်ရှိတယ်။ Cremonese ကို4-1နဲ့ကန်ခဲ့တဲ့ရလက်ရှိတယ်။ဒါပေမဲ့နောက်ဒီ Champion League မှာလည်းသူတို့၄ဂိုးပြတ်နဲ့နိုင်ဘူးတယ်နော် Union Saint ကိုနောက်ဆုံးပွဲမှာဒီ Champion League မှာ4-0နဲ့အဝေးဝန်းကနေအနိုင်ရခဲ့တယ်။ Slavia Prague အသင်းကိုနှလုံး90ပေါင်းမှလည်း3ဂိုးပြတ်နဲ့အောင်ခဲ့ပါတယ်နော်။အဲ့တော့ဒီလိုမျိုးအနေထားမျိုးမှာသူတို့ဒီ Ajax အင်္ဂုမှာလည်း0-2ပေါ့လေ။အဲ့တော့တောက်လျှောက်မှာ Champion League ကိုပို့ပြီးအားထည့်ထားတာမြင်ရတယ်ဗျ။ဒါကြောင့်ဒီလိုမျိုးအနေထားမှာဒီ Gareth Armand C ကရသလောက် ကိုးကွာချာချာနှိုက်ထုတ်မယ်လို့ယူဆတာကြောင့်ကျွန်တော် 4G 5G လေးတော့မျောလင်းပါတယ်เนาะ review ကတော့ inner zone ပေါ်မှာအနေထားလေးရှိနိုင်ပါတယ်ကာရကာရ MD ကတော့တည်ကြတယ်ခန်းစစ်ပိတ်ဆော့မှာသူစီကကိုးရဖို့လုံးဝမရှိနိုင်ဘူးလို့ယူဆတယ်ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာ Real Madrid အသင်းကိုကာရ MD အိမ်ဝင်းမှာ Z5 နဲ့ရှုံးခဲ့ပါတယ် Real ချီဘလောက်စုပ်ပြက်လဲဒီရသည်เนาะကြီးတဲ့သူတွေတော့တိမာပါဒါတောင်မှ9-9ပြန်နဲ့ရှုံးခဲ့ရင်လက်ရှိ Inter ရဲ့သူတို့ရဲ့ဒီ Serie A မှာတွင်းထားတဲ့เนาะကိုအများဆုံးတွင်းထားတဲ့ အသင်းဖြစ်ပါတယ်24ခုအထိရောက်ပါတယ်เนาะဒါလက်ရှိနာပိုလီကဒါသူတို့ရဲ့ Serie A မှာကျွန်တော်ဒါ16ခုပဲတွင်တယ် AC Milan 15ခု Roma က10ခုဆိုတော့ဒီမှာကွဲထွက်ပြီးတော့ Inter ဟာ24ခုအထိရောက်နေတဲ့เนาะဟိုတွင်ခုမျိုးမှာ ဒီဘွဲတော့အင်ခွင်းကတေချာပေါက်4 C 5 C လေးတော့ညှော်လဲမှာလေနော် line up တော့အဓိကကြည်ပေါ့ဗျာကျွန်တော်နေတော့ဒီဘွဲကတေချာပေါက်လူစုံတက်စုံနေပဲပွဲထွက်လာဖို့ရှိပါတယ်နော်ဘွဲကြကလက်ရှိလာမဲ့ဘွဲကဒီ Lazio AC Milan Tico ဆိုတော့နင်းလေးတော့ပွဲကြက်တယ်ဆိုပေမဲ့အဓိကလူစင်းနေပဲပွဲထွက်လာရင်တော့တေချာပေါက်ဒီဘွဲကနော်တင်ကျုံလို့ရမှာပါအဲ့တော့ဒီနေ့ရဲ့၃စဘွဲတဘွဲကတော့နော်နှစ်ဘွဲရှိပါတယ်အဲ့တော့၃စအဲ့ထက်ကတဘွဲကတော့ကျွန်တော်တို့ဘွဲကတော့ Inter Milan Body ဖြစ်ပါတယ်โอเคပါ Inter Body ပါအဲ့တော့ ကျွန်တော်တို့ဝဲပြီးရင်တော့ကျွန်တော်တို့ဒါ၄သမောင်းတမောင်းလေးပြောပြမှာဖြစ်ပါတယ်။နောက်ဘွဲကတော့အရန်ကြီးတော့မကြိုက်ဘူး။နယူကာဆယ်နဲ့ကျွန်တော်တို့အက်တလက်တစ်ဘီဘာကိုဖြစ်ပါတယ်။အဲ့တော့ဘီဘာကတော်တော်လေးအဆင်မပြေဘူးပေါ့နော်။တော်တော်လေးနဲ့ကန်ဆိုးတယ်လို့ပြောရမယ်။အဓိကနော်ညီနောင်နှစ်ယောက်ဖြစ်တဲ့နော်နီကိုဝီလီယံနဲ့အင်နာကီဝီလီယံတောင်းပန်နှစ်ဖက်စလုံးကမပွားနိုင်ဘူး။ဆိုတော့ တော်တော်လေးအားနေပါတယ်တိုက်စစ်မှာလည်းလက်ရှိအဓိကကစားသမားဆန်းချက်မပါနိုင်ဘူးနောက်စင်နာဒီမပါတဲ့အနေအထားမျိုးမှာတော်တော်ကိုတိုက်စစ်ကရုန်းကန်ရနိုင်ပါတယ်အဲ့တော့ခန်းစစ်ပဲသူတို့ဦးစားပေးပြီးပေါ်ထွက်လာမှာဖြစ်တဲ့အတွက်ကိုပေါင်းကြီးကိုလည်းသူတို့ပြော့ပြော့လေးပဲပေးထားတယ်တော်လုံး60ပေါင်ဖြစ်နေပါတယ်ဒါပေမဲ့ body ကြီးတော်တော်လေးပြင်းပါတယ်နော်ညူကာဆယ်အနေနဲ့တလုံး60ရုန်းအထိပေးထားတဲ့ body ဟာဒါတော်တော်ကိုပြင်းတယ်လို့ကျွန်တော်ပြောလို့ရတယ်တမိုင်းတစ်ချက်မှာ2022တုန်းကတော့2-1နဲ့ reality ဖြစ်ပေါ်ဘူးလေဒါပေမဲ့အဲတုန်းကတော့အဲခြေစမ်းပွဲတိဖြစ်တာကြောင့်ကြီးမဖွင့်ခဲ့ဘူး2-1နဲ့အဆုံးတတ်ခဲ့တယ်အဲ့တော့နျူကာဆယ်ကလက်ရှိနောက်ဆုံးပွဲမှာဒီဝက်ဆန်ရဲ့နိုဆန်တိုစ်ရဲ့ဝက်ဆန်ကိုအိမ်ခွင်းမှာ3-1နဲ့သူတို့ရှုံးခဲ့တာတွေ့ရတယ်ဒါပေမဲ့ရှေ့မှာတော့တောက်လျှောက်အဆင်ပြေတယ်ချန်ပီယံလိမှာဘန်ဖီကာလိုအသင်းကိုနော်3-0နဲ့ဖြုတ်ခဲ့တာပါအဲ့ဒါမော်ကြီးရဲ့ဘန်ဖီကာဖြစ်လိမ့်မယ်ဗျာနော်မော်ကြီးဘန်ဖီကာကိုတလုံး90ပေါင်းမှာ3ခုပြည့်နဲ့ကျုံးခဲ့တယ်ဆိုတော့လက်ရှိဘီဘာဝရဲ့တိုက်စစ်မကောင်းတဲ့အနေအထားမျိုးမှာသုံးမှတ်ကတော့တင်ကြပါဘူးရနိုင်တယ်ဒါပေမဲ့ ြောင်းကံမကံပဲစဉ်းစားရမှာเนาะအဲ့တော့ဒီဘက်ကလည်း verbally ဆိုတော့အချင်းသိန်းတော့မဟုတ်ဘူးပေါ့လေเนาะ new အနေနဲ့ကအိမ်ခွင်းအားသာချက်လေးတော့ရှိရတယ်။ဒီကဒီနောက်ဆုံး၄ဘွဲဆက်အိမ်ခွင်းမှာဒါကြီးအောင်ထားတယ်။ဒီထဲမှာတလုံး90ရှုံးနောက်ဆုံးပေးခဲ့တာဒါ Nottingham Forest ကိုပေးခဲ့တာနှစ်ခုပြန်နဲ့အောင်ထားပါတယ်เนาะ။ဒါပေမဲ့တခုရှိတာတလုံး90ရှုံးနဲ့ Wolverhampton ကိုလည်းဒီကဒီမှာပေးဘူးတယ်။ Wanzi နဲ့ကြီးကြခဲ့တာကိုတွေ့ရတယ်။ဆိုတော့ဒီဘက်ကအသင်းကတလုံး90ပေါင်းပေးထားပြီဟေးဆိုရင်တော့ ဒီဘက်ကကျွန်တော် B ball ကြီးအောင်ပဲစဉ်းစားမယ်အနေအထားမျိုးဖြစ်ပါတယ် B ball တော့ကျွန်တော်တိတ်မကြဘူး go out ပို့ကြိုက်တယ်ဗျာနော်နေမယ်ဆိုရင်တော့မှကျွန်တော်ဒါ B ball ကို go out ပဲကျွန်တော်ကတော့ပို့ကြိုက်ပါတယ်ဒါပေမဲ့ဒီဘက်အနေအရင်များတဲ့အတွက်နော်ဟိုရှောင်းနေဗျာအဲ့တော့ B ball ရဲ့လက်ရှိအဝေးဝင်းကားရဖောင်တော့ဒီမှာမြင်နေကြအတိုင်းပါပဲနော်နေရဲတွတ်နေပါတယ်အဲ့တော့ဖြစ်နိုင်ရင်တော့ဒီဘက်ကရှောင်းစီခြင်းပါတယ် okay ပါဒါတော့ဒီနေ့ ငါးပွဲလေးပြီးပြီပေါ့နော်ကျွန်တော်ဒီ live လေးရတော့ဒီထဲမှာကျွန်တော်ဒီနေ့၂စာပွဲ၂ပွဲနဲ့ဟွာလေးပြောခဲ့ပါတယ်အဲ့တော့ now live မှာကျွန်တော်ဂျန်နဲ့လက်ဂျန်၄ပွဲလေးပြောမယ်နောက်ထပ်၃စာ၃ပွဲနဲ့၂စာ၃ပွဲလေးပြောပြီးတော့နောက်ထပ်၄သင်းမောင်းလေးခြာပြီးမှဖြစ်ပါတယ် okay ပါဒါဆိုတော့ကျွန်တော်ပြန်ပြောရရင်တော့ဒါဒီနေ့၄သင်းမောင်းမောင်းအဲဒီနေ့မောင်းမောင်းတက်လေးပြောမယ်ပေါ့နော်အဲ့တော့ဒီနေ့ဒါ9ရက်17လ2025မှာရွေးချယ်ထားတဲ့เนาะဒီလေးသင်းမောင်းမောင်းတက်ထဲမှာကျွန်တော်တို့ power body chelsea body dortmund body နဲ့ bruges body ဖြစ်ပါတယ် ပြန်ပြောပြပါမယ်၄သင်းပေါင်းမောင်း၁ဖြစ်ပါတယ်ပါဖို့ body chelsea body dortmund body နဲ့ brugge body ဖြစ်ပါတယ်ဒါကတော့ဒီနေ့ရဲ့၄သင်းပေါင်းမောင်း၁ဖြစ်ပါတယ် ားလုံးပဲဂွက်လက်ပါညီကိုရီနော်ဒီနေ့ပြန်လဲခံပတ်နိုင်ကြပါစီဗျာဆိုတော့ now live မှာကျွန်တော်တို့နောက်ထပ်3စတပွဲနဲ့2စတပွဲနဲ့နော်လေးသမားမောင်းနှစ်လေးဆက်ပြောပြီးမှာဖြစ်ပါတယ်ဒီနေ့ကတော့ live လေးနှစ်ခုပဲရှိပါမယ် okay ပါဆိုတော့အသေးလေးလက်မလေးရေနော်ဒီ live လေးကိုတရားတစ်ချက်လောက်ကြည့်ပြီးတော့နှိပ်ပေးကြပါအောင်ညီကိုရီကျေးဇူးများကြီးတင်ပါတယ်ဗျာဆိုတော့ဒီ live stream လို့လည်းတရှိပဲ brother တွေ share ပေး share ပေး brother တွေ comment ပေး brother တွေတရားချင်းတဲ့ညီကိုရီတင်ပါတယ်ဗျာမင်္ဂလာဆီသောညလေးဖြစ်ပါစီဗျာ good luck ပါဗျာ